ျွန်တော်တို့ဘလောင်လူမျိုးတွေမတိတယ်လို့မရှိဘူးဒီဒီဖြစ်ပြက်ကကျွန်တော်တို့ဒီကချင်ပေါ်မှာဘာလို့ဒီလိုလှုပ်တာလဲဆိုတာသူအကြောင်းနဲ့သူရှိတယ်2013 2014လုံးက ကျွန်တော်တို့လူခဏရောက်လိုက်ဆာမှာတွားပြီးတော့ပူလောင်းနေပူကြီးနေခဏရောက်ပညာတတ်တဲ့လူတွေပဲတက္ကသိုလ်ပွဲရတဲ့လူတွေပဲခဏအတိခဏရောက်နေမှာအဲ့ဒီခဏရောက်နေမှာလိုက်ဆာမှာတည်တော့တာတယောက်မှမကြံဘူးတည်တော့တာ ဘလို့တည်သွားရလဲဆိုတာကချင်တွေကပြောတယ်ဒီနော်ဘူးပိုကြီးနော်ဘူးကွန်းမောသူပြောတာဒီမြန်အွန်လိုင်းကလေရင်နဲ့လာပုံကျဲတယ်လေရင်နဲ့လာပုံကျဲလို့တည်သွားတာအဲ့ဒါကျွန်တော်တို့ပလောင်လူကြီးရဲ့ခုထိမေ့လို့မရတဲ့အရာတစ်ခုဖြစ်တယ်ဘလို့မှမေ့လို့မရအဲ့ဒီဖြစ်ချက်ကဘလို့မှမေ့လို့ရကျွန်တော်တို့လူကြီးလက်စိတ်အရမ်းနာတယ် ီဖြစ်ပြက်ကမအားလာကပိုးလာကြတယ်မို့သူတို့တက်ပြလိုက်တာစဉ်းစားကြည့်လေဖြစ်နိုင်မလားစဉ်းစားကြည့်ဖြစ်နိုင်မလားသူတို့ကချင်လူမျိုးတွေတရားမှမကြည့်ဘူးဘာလို့ငါတို့ပလောင်လူမျိုး9ယောက်ပဲတည်သွားတာဘာလို့ကျွန်တော်တို့ပလောင်လူမျိုးတွေပဲကြာဆုံးခဲ့တာသူတို့ကချင်တရားမှမတည်ဘူးတရားမှမကြည့်ဘူးကိုဖန်ကိုမိုင်းယူပြီးတော့ထည့်ပြလိုက်တာအဲ့ဒါကို အဲ့ဒါကိုမာအလာပုံးလာကျဲလို့ရတယ်။စဉ်းစားကြည့်လေ။ဒါကြောင့်မို့ကျွန်တော်တို့တချို့တချင်းနေကျွန်တော်တို့ပြောကြတယ်။ကျေစုကမ်းတယ်။ငါတို့ဒီနန်းဒီဘေးဘီမငါတို့ပြန်ကိုက်ချင်တာလား။အဲ့လိုမျိုး။တို့လူကြီးတည်းရဲ့တို့လူကြီးအတီးဆုံးပဲ။ဟိုတချင်းတော့ရှိတချင်းတော့ရှိထားတယ်ကျွန်တော်ကျွန်တော်တင်ထားရလေ။ ဒီ RHCC ကဒီတီလောင်နဲ့ပဲသူကတီလောင်နဲ့ပဲသူမကျင်납ပြီသူလဲလက်တက်မှာပဲကျွန်တော်တို့ဘယ်လိုမျိုးရောတတိဝရီယာနဲ့နေပါတတိဝရီယာနဲ့နေ